မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဆရာရဲ့မိတ်ဆွေစနေသားသမီးတွေအားလုံး2025ခုနှစ်7လပိုင်းအတွင်းမှာအဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်ကြပါစေကြောင်းကျွန်တော်ကဒီကနေ့မေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်ဆရာအမြဲတမ်းပြောနေရဲ့နောက်ဆုံးပေးအိတ်နဲ့လွယ်စနေသားသမီးတွေပေါ့ကျေတော့ဘာလို့လုံးနဲ့အချိန်ဒီတလာပြီးတလာပြောင်းလဲလာတာဆိုရင်အခုဆိုရင်2025ရဲ့7လပိုင်းကိုရောက်ရှိလာပြီဒီ2025 7လပိုင်းတော့မပြောခင် စနေသားသမီးမိတ်ဆွေများအနေနဲ့မိတ်ဆွေတို့ဒီနှစ်ရောင်း25ဆရာတို့ဟိုဇန်နဝါရီလဆာပြီးတော့အခု10လပိုင်းအထိကိုပြီးခဲ့တဲ့10လပိုင်းအတွင်းကိုမိတ်ဆွေတို့ရဲ့ကံဟာစိုးတဲ့တဲများပါခဲ့သလားညံ့တဲ့တဲများပါခဲ့သလားသူမဟုတ်ကောင်းတဲ့တဲပဲပါခဲ့သလားဆိုတာအတင်းအတင်းပဲလားဆိုတာဆရာကိုမှတ်မိကြပါအောင်ဆရာ comment တွေဖတ်ပါအောင်မယ်အဲဒါအပြင်မိတ်ဆွေတို့အနေနဲ့ဆရာက17လပိုင်း၄ရက်နေဆိုရင်ဆရာအိမ်မှာ အဲဆရာတို့ဒဇောင်မုံးလာပြီးနေမှာတော့ရွှေကျော်အိစာတရားမိတ်စေဂိုင်းတော်ဝင်စေးပေါက်ပွဲလဲရှိသလိုမိတ်ဆွေတို့နဲ့မနက်ပိုင်းမှာတော့ဘုံကြီးငါးပါးဟုတ်လားဟိုစွန်းနဲ့ဗာနဲ့ကပ်ပြီးတော့ခါကြတော့နေ့လယ်နှစ်နာရီအထိကိုအလူငွေထဲ့ဝင်ခြင်းတီးခံပြီးတော့အားလုံးကိုအယုတ်လအမြန်မြူကြီးတွေးပါကြောင်းနဲ့လာရောက်ပြီးတော့ကြုံကြိုက်တဲ့အခါမှာတရာတရားတဆန်စာနဲ့လာရောက်ပြီးတော့စားသုံးရပါအောင်နဲ့ဆရာလူတော်လူဟာမိတ်ဆွေတို့လူတော်လူသားဖြစ်ကြောင်းနဲ့အဲအနုမောဒရာဝမ်းမြောက်တာလို့ခေါ်ယုံနဲ့အလှူခြင်း ဖြစ်ပါစေလို့လည်းဆရာကထပ်လောင်းမြတ်တာပို့ရင်းနဲ့ကဲစလိုက်ရအောင်ဒီ2025ခုနှစ်12လ17လပိုင်းတွင်မှာမိတ်ဆွေစနေသားသမီးတွေရဲ့ကံအရှင်တွေကိုဥစွာတားတော့ဆွဲကြည့်ပါမယ်စနေသားသမီးမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာအရာရာကိုစိုးရိမ်စိတ်တွေလွန်ကဲနေတာမျိုးကိုယ့်ရဲ့စိတ်ထဲမှာတခုခုကိုမလုပ်ရသေးဘူးအပြတ်သဘောဆောင်နေတဲ့အတွေးတွေဖြစ်နေတယ်ဒါလေးတွေကိုဖြေဖြောက်ပြပါ အတခုခုမလို့ရသေးဘူးအပြည့်သဘောဆောင်နေတာမျိုးကိုကိုကိုငါဒါကြီးကိုဆုံးရှုံးသွားရင်ဘလို့ဖြစ်မှာလဲဆိုတာမျိုးဒါကြီးမှဖြစ်မလာရင်တော့ငါတော့ဘဝပြတ်ပြီဆိုတဲ့အရာမျိုးဒါကြီးမှအောင်မြင်ရင်ကောဆိုတဲ့ငကရစ်ဆန်နေများစွာတွေးခေါ်နေတော့လာဖြစ်ပါတယ်မိတ်ဆွေတို့နေနဲ့ဒီအရာလေးတွေကိုဒါကြီးကိုဆုံးရှုံးသွားရင်ကောဒါကြီးမရှိတော့ရင်ရောဒီလိုရီမန်းချက်ကြီးပြတ်ပြဲသွားရင်ရောဒါကြီးကုန်ဆုံးသွားရင်ရောဆိုတဲ့စိုးရိမ်စိတ်ကလေးတွေဟာမိတ်ဆွေတို့ပေါ်မှာအဲစိတ်ထဲမှာများစွာဖြစ်ပေါ်နေတဲ့အတွက်ဒီအတွေးတွေကိုဖျောက်ပြီးတော့ရှေ့ဆက်အကောင်းဆုံးနဲ့တိုးတက်အောင်လှုပ်ဆောင်ပေးဖို့လိုအပ်ကြောင်းနဲ့တစ်ခါလေ မှာလူစိတ်ဆိုတာစွမ်းအားဆိုတာစိတ်စွမ်းအားဆိုတာအရင်ကြီးအောင်မြင်မှုကိုပေးစွမ်းနိုင်ကြောင်းနဲ့စန္ဒဆိုတာမရှိရင်လည်းမအောင်မြင်တဲ့အတွက်ကောင်းတဲ့စန္ဒကလေးတွေနဲ့ကောင်းတဲ့အရာလေးတွေကိုသာခံမြန်းများတွေးခေါ်ဖို့ဆရာကကြားပြအကြံပြုလိုပါတယ်။ဒါအပြင်2025ခုနှစ်17လပိုင်းတွင်မှစနေသားသမီးမိတ်ဆွေတို့ရဲ့အလုပ်ကအလုပ်ကိုင်းနဲ့ပတ်သက်လာလို့ရှိရင်တော့လုပ်ငန်းပြိုင်အလုပ်ပြိုင်ဒီပေါ်တက်တယ်လို့အထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်ပြီးတော့ဖီအားလေးတွေများတက်တယ်။သို့တော့ လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်အပြောင်းအလဲနဲ့တိုးတက်မှုတွေကိုရရှိအောင်လှုပ်ဆောင်လုပ်တဲ့မိစုများခြေတိုးဆောင်ရလှုပ်ဆောင်မှာနေရာတိုင်းချင်းနဲ့ပတ်သက်ပြီးယာရုနဲ့ပတ်သက်ပြီးတိုးတာမျိုးတွေယာရုတက်တာမျိုးတွေဂျုံကနိုင်သလိုမိစုတို့အနေနဲ့အပြောင်းအလဲတွေအပြောင်းရွှေ့တွေတွေလည်းဂျုံကနိုင်ပါတယ်ထို့အပြင်မိစုတို့အနေနဲ့လက်ရှိယာရုလုပ်ငန်းကိန်းကနေပတ်သက်ယာရုတိုးဖြည်တာမျိုးယာရုတိုးပြောဆိုတာမျိုးလေးတွေမှာတော့နည်းနည်းလေး ဟိုကိုကိုတိုင်းရှေ့တို့ပြီးတော့ဆောင်ရွက်ရင်အာသာကောင်းမှုလို့တက်ပြီးတော့ကိုကိုတိုင်းဖန်တီးယူလို့ရတော့ကာလာပိုင်းရှားလေးဖြစ်ပါတယ်တို့ရတဲ့အထက်လူကြီးအကြီးအကဲအထူးသဖြင့်အထက်လူကြီးအမျိုးသမီးတွေအထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်ပြီးတော့စကားကတောက်ကဆာဖြစ်ရတာမျိုးလေးတွေအဲမလိုလားအပ်တဲ့ပြဿနာကတောက်ကဆာလေးဖြစ်တတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရန်အတွက်တော့လိုအပ်ပါတယ်ကျမိုင်းနဲ့ပတ်သက်လာရင်မိတ်ဆွေစနေသားသမီးတွေကဒီ2025 17လပိုင်းအတွင်းမှာဆိုရင်ကျမိုင်းနဲ့ပတ်သက်လာတဲ့အခါမှာ အာယုံကျောင်းနဲ့ပတ်သက်တာမျိုးလေးတွေလေနဲ့ပတ်သက်တာမျိုးအစာအိမ်1 byte C နဲ့ပတ်သက်တော့ရာလေးတွေလေချောင်းနဲ့ပတ်သက်တော့ရာလေးတွေငကူကအခြေခံဖြစ်တဲ့မိတ်ဆွေစနစ်သားသမီးများဟုတ်ဒါလေးတွေဖြစ်တတ်ပေမဲ့လို့ဆူဆူဝွားဝါးကြီးတော့ဘာမှမရှိလာပါဘူးအတက်အားဖြင့်60နဲ့3နှစ်အထက်ဇန်နေသားသမီးမိတ်ဆွေများကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအဲယေရှုမမစီဖို့အဲစွန့်ရလို့ပေါ့ ဟိုရေနဲ့ပတ်သက်တဲ့အရာတွေကင်ကွယ်ထိတွေ့တဲ့အခါမှာတော့တတိထားစင်ကြင်ရလိုအပ်ကြောင်းလဲထပ်လောင်းအကြံပြုပြောကြားလိုက်ပါရစေခင်ဗျာဒါပဲစနေသားသမီးမိတ်ဆွေတွေဒီလတာတော်တွေမှာအကျိုးပေးသောလုပ်ငန်းများကိုဆက်လက်ဖော်ပြပေးပါရစေဒီလတာတော်တွေမှာစနေသားသမီးမိတ်ဆွေတို့ဖို့ပါတော့အဖွဲ့အစည်းနဲ့ပတ်သက်တာမျိုးအသင်းအဖွဲ့နဲ့ပတ်သက်တာမျိုးတွေရှေ့တိုးဆောင်ရလှုပ်ဆောင်ပါဘာသာစကားသင်တန်းနဲ့ပတ်သက်တာမျိုးတွေဒီမိမိတက်မြောက်ပြီးတော့ပညာရည်တွေကိုရှေ့တိုးသင်ယူလှုပ်ဆောင်တာမျိုးတွေဟာကံလျရဲ့အထောက်ပံ့ကိုရရှိတတ်ပြီးတော့ တူတဲ့တယောက်တည်းလှုပ်ချင်းဟာကံရဲ့အားနည်းမှုကိုရရှိတတ်စေပြီးတော့အပွဲအစည်းအစင်းပွဲနဲ့ပတ်သက်ပြီးတော့ရှေ့လို့ဆောင်ရွက်လှုပ်ဆောင်တာမျိုးတွေအားသာကောင်းမှုတိုးတက်နိုင်ပါတယ်။အများနဲ့ပတ်သက်သောလုပ်ငန်းတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေပရိဒတ်ဆိုင်ရာလုပ်ငန်းတွေအပွဲအစည်းအသင်းပွဲနဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့လို့ဆောင်ရွက်လှုပ်ဆောင်မှာဒါအပြင် ညီကိုမောင်နှမတွေရဲ့အခုညီထောက်ခံကိုရရှိတတ်သောကာလဖြစ်ပြီးတော့လူငယ်တွေအရှိရင်နဲ့ပတ်သက်လာရင်ရှစ်သူသမီးစားရဲ့အခုညီထောက်ပံ့မျိုးတွေရရှိတတ်သလိုငကူကအဆက်အသွယ်ပြတ်နေသောမိတ်ဆွေများညီကိုမောင်နှမအပေါင်းအသင်းတွေနဲ့ပတ်သက်ရင်မိတ်ဟောင်းဆွေဟောင်းတွေလည်းအကျိုးပေးသလိုမိတ်သစ်ဆွေသစ်တွေလည်းမိတ်ဆွေတို့အတွက်ဒိဋ္ဌာအခုညီရရှိစီမှာအသေးချာပဲဖြစ်တယ်။ထို့အပြင်အဖွဲ့အစည်းအပေါင်းအသင်းနဲ့ပတ်သက်လာတဲ့အခါမှာမိမိရဲ့အတွေးအခေါ်အကြံစီတွေကိုချပြခြင်းဟာမိမိတို့ရဲ့အောင်မြင်မှုကိုတစင်တိုးတက်နိုင်သောကာလဖြစ်ပြီးတော့တိုးသိပ်ရှင်း လုံခြုံကျင့်ထက်မိမိရဲ့အတွေးအခေါ်ကြံစည်တွေကိုရှပြခြင်းတွေဟာခြေတိုးပြီးတော့အောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိစေနိုင်တော့လားဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်လာရင်ငွေကြေးဟာဝင်လာတက်တဲ့ကာလဖြစ်တယ်ထို့အပြင်ငွေကြေးနဲ့ပတ်သက်လို့လက်လွန်ထားတဲ့ငွေကြေးတွေကိုပြန်လဲတောင်းဆိုတာမျိုးတွေရရှိနိုင်ပါတယ်ဒီလတာတော်တွင်မှာအကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ပေါ်ပြပေးပါစီဒီလတာတော်တွင်မှာမိတ်ဆွေတို့အနေနဲ့အကျိုးပေးသောလုပ်ငန်းများအနေနဲ့ဆိုရင်တော့ စက်ပစ္စည်းဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်စက်ပစ္စည်းရင်းတွေအစ်စ်ဝယ်လာတာမျိုးတွေကြုံရတတ်ပါတယ်စက်တူဆိုင်ရာလုပ်ငန်းတွေအစုချေရာစုကြီးနဲ့ပတ်သက်သောလုပ်ငန်းတွေငွေကြီးဆိုင်ရာလုပ်ငန်းတွေခြေတူဆိုင်ရာလှုပ်ဆောင်တာဟာအားသာကောင်းမှုတိုးတက်နိုင်သောအဲ ွန်းလို့ရှမ်းလို့အစရှိတဲ့လုပ်ငန်းလေးတွေနဲ့ပတ်သက်တာမျိုးလေးတွေအဲထို့ပြင်မိတ်ဆွေတို့နေနဲ့အဲကျွန်တော်တို့ဘာသာစကားသင်တန်းနဲ့ပတ်သက်တာမျိုးလေးတွေသင်ယူအားသာလို့ကောင်းပါတယ်ဓာတ်စီဒီဇယ်လောင်စားစီဒေါ်လာအစရှိတဲ့လုပ်ငန်းတွေအထက်အလိုက်တီတီဖက်နဲ့ online social media နဲ့ပတ်သက်သောလုပ်ငန်းလေးတွေအကျိုးပေးပါတယ်အကျိုးပေးသောအကျိုးပေးသော လုပ်ငန်းများကိုဆက်လက်ဖော်ပြပေးပါသည်ဒီလက်ထာတော့တွင်မှာဆိုမိတ်ဆွေစနေသားသမီးများအနေနဲ့ဘာသာစကားသင်တန်းနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်ထို့ပြင် အဲမိတ်ဆွေတို့အနေနဲ့စက်ပစ္စည်းစားသောက်ကုန်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။စာချုပ်စာတမ်းကိစ္စတွေ၊စက်တူလုပ်ငန်းတွေ၊အစုရှယ်ယာလုပ်ငန်းတွေနဲ့ပတ်သက်တာတွေ၊စံစီစည်းစားစားသောက်ကုန်လုပ်ငန်းတွေနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်။ထို့အပြင်ကွန်းလို့ရှမ်းလို့ငွေကြီးနဲ့ပတ်သက်တာလို့နော်ဟိုဓာတ်မျိုးတွေနဲ့ပတ်သက်လို့ရှေ့သို့ဆောင်ရွက်လှုပ်ဆောင်ပြီးတော့အကျိုးပေးသောကာလဖြစ်ပြီးမိတ်သည်ဆွေတစ်တွေရဲ့အကူအညီကိုရရှိတတ်ပြီးတော့မိတ်ဟောင်းဆွေဟောင်းတွေရဲ့အကြံဉာဏ်ကောင်း အဆက်အသွယ်ကောင်းတွေကိုရရှိတတ်သောလဖြစ်ပါတယ်။အထယ်လိပ်လုပ်ငန်း၊ TT ဖနက် online social media နဲ့ပတ်သက်သောလုပ်ငန်းလေးတွေ၊စာချုပ်ကိစ္စ၊စာနာကိစ္စ၊စာရွက်စာတမ်းနဲ့ပတ်သက်သောကိစ္စလေးတွေ၊အစုအဝေးအဖွဲ့အစည်းဆက်တူပေါင်းစုလုပ်ရတဲ့လုပ်ငန်းတွေ၊အများအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေမှာအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစေသောလဖြစ်ပါတယ်။စာချုပ်သစ်အဆက်အသွယ်သစ်တွေရရှိတတ်ပြီးတော့စာဆိုင်ရာလုပ်ငန်းတွေကိုကိုယ်တိုင် အင်ဂျင်တိုးတက်ခြင်းတွေရရှိတတ်သောကာလဖြစ်ပါတယ်။ဓာတ်ဆီးတို့ဒီဇယ်ဆီးတို့လောင်စာဆီးတို့ဒေါ်လာတို့အစရှိသောအရာလေးတွေလက်စပစ္စည်းတို့နော်ဒီလိုမျိုးလုပ်ငန်းလေးတွေကိုပိုင်လုပ်ငန်းတွေချိတ်တိုးဆိုင်ရလှုပ်ဆောင်ပြီးတော့ OA Champion ငဘောကစောက်လက်စတန်းလန်းဖြစ်နေတဲ့မိတ်ဆွေများ OA Champion အသည့်ပြီးပြအောင်စောင့်နိုင်တဲ့အထောက်အကူတွေရရှိတာမျိုးဘာကြောင့်ခဏခဏကြံ့ကြာနေတာဆိုတဲ့မိတ်ဆွေများလည်းချိတ်တိုးဆိုင်ရလှုပ်ဆောင်ရင်အားသာတိုးတက်ခြင်းနဲ့ကောင်းမွန်ခြင်းတွေရရှိပါလိမ့်မယ်။လူငယ်တွေအရှိရင်နဲ့ပတ်သက်လာရင်တော့ ဖူးစာဘတ်ဘော်ရာမျိုးတွေချစ်သူသမီးစာရရှိတတ်တော်လာဖြစ်တဲ့အတွက်မေတ္တာရေးဆန်းဟာအရှိရေးမေတ္တာရေးနဲ့ပတ်သက်လာရင်မေတ္တာရေးဆန်းဟာအာသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တွဲမှာဆိုလို့ရှိရင် ထို့ပြင်မိတ်ဆွေတို့အနေနဲ့ဒီလက်တာတော်တွေမှာဆိုရင်ငွေကြီးနဲ့ပတ်သက်သောဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အဲလက်လွန်ထားတဲ့ငွေကြီးတွေကိုရရဲ့ကြီးပြောဆိုတောင်းဆိုတာမျိုးတွေကကံရဲ့အားသာထောက်ကူမှုကိုရရှိတတ်သောကာလဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲတမိစားများအနေနဲ့ဆိုရင်လည်းတဦးနဲ့တူတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေအဆက်အသွယ်ပြတ်နေသောမိတ်ဆွေများအဖို့ပြန်လဲပြီးတော့တရင်ကောင်းကြရတာမျိုးတွေကြုံရတတ်သောကာလအပိုင်းခြားဖြစ်ပါတယ်အိမ်တွင်းရေးကိစ္စငဘုကနားလည်မှုလွဲနေသောကိစ္စလေးတွေမှာရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အားသာတိုးတက်ပြီးတော့ကောင်းမွန်နိုင်သောကာလဖြစ်ပြီးတဲ့ ခါဒီလကတော့တွေ့မှဆိုရင်လုပ်ငန်းနဲ့ပတ်သက်ရင်အထက်လူကြီးအကြီးကဲနဲ့ပတ်သက်လို့ပฏิပက္ခလေးတွေပြဿနာလေးတွေများတာမျိုးတွေကြုံရတတ်တော့လာဖြစ်ပါတယ်လုပ်ငန်းတူအလုပ်တွေရဲ့အပြိုင်ဆိုင်အတိုက်ခိုက်တွေများတတ်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီငကူကသာသမီ အိမ်တော်ရင်းနဲ့ပတ်သက်လို့အရှုပ်ရှင်းဖြစ်နေသောမိတ်ဆွေများစနေသားသမီးအမှုကိစ္စရင်ဆိုင်နေရသောမိတ်ဆွေများအနေနဲ့မိမိကိုယ်တိုင်ဦးစီးဦးဆောင်လှုပ်ဆောင်တာမျိုးဟာကံရဲ့အားနည်းမှုကိုရရှိတတ်ပြီးတော့ငကူကအရှုပ်ရှင်းအရှုပ်အနောင်ကိစ္စလေးတွေမှာတော့ဒီကာလမှာချိတ်တူလှုပ်ဆောင်ရန်အတွက်တော့အားနည်းစေသောကာလအပိုင်းချက်ဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေလူယုံမလွယ်ပါနဲ့လူယုံတတ်တတ်ပါတယ်ထို့အပြင်ဘာကိုလှုပ်လို့ညီကိုကတော့ညီကိုစဘာကတော့ပေါက်ဈေးဆိုတဲ့အတိုင်းတိတိကျကျတက်တက်မမှန်နဲ့ အဲဟိုစွမ်းနာလို့ပေါ့နှုတ်တရားစာတလုံးဆိုတဲ့အတိုင်းစကလုံးလေးတွေကိုခက်ရှင်းရှင်းနဲ့ခက်ပြပြပြောဆိုပြီးလှုပ်ဆောင်တာဟာအာသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုးရဝေးခရီးသွားနဲ့ပတ်သက်တာမျိုးတွေအကျိုးပေးပါတယ်ခင်ဗျထို့အပြင်ဘာသာခြားလူမျိုးခြားတွေရဲ့အကူအညီကိုရရှိတတ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဒီလတာအတော့အတွင်းမှာစနေသားသမီးမိတ်ဆွေများအနေနဲ့ကျမရင်းနဲ့ပတ်သက်လာရင်လည်းဘာမှစိုးရိမ်စရာတော့တူတူမရှိပါဘူးအဲထို့အပြင်မိတ်ဆွေတို့ဒီလတာအတော့အတွင်းမှာဆိုရင်မိမိတို့ရဲ့ငွေကြေးကိစ္စအလုတ်ကိစ္စ ဖြစ်လို့တော့ကိစ္စဖြစ်ရှင်တဲ့ကိစ္စတွေကိုနှုတ်ကနေတော့အလုပ်တူလုပ်ငန်းတူအပေါင်းသင်းမိတ်ဆွေတွေကိုဖွင့်မပြောပါနဲ့အဲ့ဒီအကြံအစီတွေဟာအကြောင်းအရာမျိုးစုံနဲ့စနောက်စနေအနှောက်အယှက်ဖြစ်တတ်တော့လားဖြစ်ကြောင်းလဲထပ်လောင်းပြောကြလိုက်ပါရစေဒီလတာတော်တွေမှာမိတ်ဆွေတို့အော်အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးကံရဲ့အညံ့လေးတွေရရှိတတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာ အဲဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ပြဿနာတက်ရတာမျိုးလေးတွေကြုံရတက်ပြီးတော့အိမ်တော်ဘက်နဲ့ဆက်ဆက်ပြီးတော့ဆွေမျိုးသားချင်းညီညာညီလာတာမျိုးလေးတွေပြဿနာပဋိပက္ခလေးမိမိရဲ့ဧည့်သည်မိမိရဲ့ယဉ်ဤသောမိတ်ဆွေများပေါ်မှာမိမိရဲ့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးအကြောင်းပြုပြီးတော့အဲပြဿနာတက်တာမျိုးစကားများတာမျိုးလေးတွေကြုံရတက်တယ်လို့မိတ်ဆွေတို့အနေနဲ့အလုံးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်လည်းအိမ်တော်ဘက်ကိုတိုင်ပင်ကမှစိတ်အလိုမကျတာမျိုးလေးတွေကြောင့်တဦးနဲ့တဦးတယောက်နဲ့တယောက်နားလည်မှုဖြစ်တာမျိုးလေးတွေဖြစ်ရတတ်တယ်ဒီလိုနားလည်မှုတွေလွဲလာတဲ့အခါမှာလည်းမိတ်ဆွေတို့အနေနဲ့ဒေါသနဲ့မဖြစ်ချင်းပဲနဲ့ရှစ်တို့ဆောင်ရ ကလှုပ်ဆောင်မှသာအောင်မြင်တိုးတက်နိုင်သောလှဖြစ်ပြီးတော့ပြဿနာတွေတရားတော်ကြီးယုံကလနာအမှုကိစ္စရဲဆိုင်ရာကိစ္စလေးတွေမှာတော့သတိထားဆင်ခြင်ပေးရန်လိုအပ်သောလှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေ OHM နေရာထိုင်ခြင်းနဲ့ပတ်သက်ရင်မကောင်းတဲ့အတတ်ပညာတွေအတိုက်ခိုက်ပြီးပြူစားတိုက်ခိုက်ခြင်းတွေလောကီပညာရက်တွေစုံအတတ်ပညာတွေပြူစားတိုက်ခိုက်တတ်တယ်လို့စနေသားသမီးမိတ်ဆွေများအဖို့ဘာကူမဆိုတီလာတာတော်တွေမှာဖြစ်ရှင်သောကိစ္စဖြစ်လို့သောကိစ္စတွေကိုကြိုတင်ပြောခြင်းဟာအပြတ်သဘောလေးတွေစောင့်တတ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ မိတ်ဆွေတို့အနေနဲ့ဒီလာတာတို့တွေမှာလူငယ်တွေအရှိရင်နဲ့ပတ်သက်လို့ရှိရင်အိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းတဦးနဲ့တူတစ်ယောက်နဲ့တစ်ယောက်နားလည်မှုယူပြီးတော့နှစ်လွာပေါင်းမှတရွတ်ဆိုတဲ့အတိုင်းပဲဟုတ်လားသမီးကြီးတွေမှာဟိုလက်ထပ်ဖို့အတွက်ပြောဆိုတာမျိုးတွေကကံတရားရဲ့အထောက်အကူများစွာရရှိတတ်တော်လား ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီငွေကြီးနဲ့ပတ်သက်လာရင်လည်းဘလောက်ပင်ခက်ခဲဈေးကမှုအလုံးလိုက်အရင်လိုက်ဝင်လာတာမျိုးလေးတွေကြုံဝတ်တတ်တဲ့အတွက်တော့ယတနာဘုံစိုက်ကိန်းနဲ့စိုက်နိုင်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်လည်းမထင်မှန်ဖက်နဲ့အကြီးကြီးချိန်ကျက်ဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မလို့ထီကန်ဆန်းတာမျိုးထီထိုးတာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်အားတာပြီးတော့ကောင်းမွန်စေတော့လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီဖြစ်နိုင်ရင်ယာရုလုပ်ငန်းတိုးဖို့မိတ်ဆွေများနေရာတိုင်းကိန်းနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်လို့တဲ့မိတ်ဆွေများမတိကြမရရင်တော့လက်ရှိရှိနေတဲ့နေရာမှာပဲနေပါ တိထညက်သွားဆိုင်နိုင်စရာဘာမှမရှိပဲနဲ့မကြခင်တဖြည်းဖြည်းအစိုးညံနေပြပြောက်သွားမှအသေးကြပဲဖြစ်တယ်။ချွေပြောက်တာမျိုးလေးတွေအထားမှားတာမျိုးတွေတခိုးခိုးခံရတာမျိုးတွေဂျုံအားတက်တယ်လို့ဆက်ပစ္စည်းရင်တခိုးခိုးခံတာမျိုးတွေကြက်ပြောက်တာမျိုးတွေအဲဟို ဟိုချီးပြီးတော့မှပြန်မရတာမျိုးလေးဖြစ်ရတတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရလိုအပ်ကြောင်းနဲ့အဲပတ်စံပစ္စည်းထားတာမျိုးလေးတွေပျောက်တာမျိုးလေးတွေကြုံတက်ကြောင်းထက်လောင်းကြောကြလိုက်ပြရစီဒီလာတာတော့ဒီမှာဆိုရင်ဂျာစာပရိသသမီးတနင်္လာသသမီးတွေနဲ့တွဲဖက်လို့ရင်မိတ်ဆွေစနီသသမီးတွေရဲ့ကံကိုတိုးတက်အားသာကောင်းမှုပြီးတော့ကံကောင်းစေပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုလို့ရှိရင်အဲ ဘာကိုမဆိုအကျိုးပေးသောအရက်ဟာတော့အနောက်ဆူဆူအရက်ဖြစ်ပြီးစန်းတီယာအရက်ကတော့အနောက်တောင်တောက်အရက်ဖြစ်ပါတယ်မိစလိုရဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုပြောဆိုဆောင်ရွက်တဲ့အခါမျိုးတွေကြရင်မိုးပြာရောင်ခဲရောင်အစိမ်းရောင်တွေများများပါတော့အရောင်တွေကိုဝစ်စင်သွားခြင်းဖြစ်မိစလိုရဲ့ကံကိုတိုးတက်ပြီးတော့ကံကောင်းစီမှာအသေးချာပဲဖြစ်တယ်အဆက်ဆက်ရရမိစလိုအကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်တော့နှစ်ကဏ္ဍ သုံးကနန်းခုနှစ်ကနန်းလေးရမိတ်ဆွေတို့ရကံကိုတိုးတက်ကောင်းမွန်အားသာပြီးကံကောင်းစေတော့လာဖြစ်ပါတယ်။ဂျန်စာပရိသသမီးတင်းလာသသမီးနဲ့တွဲဖက်လုပ်တဲ့အခါကံရဲ့အထောက်အပံ့ကိုများစွာရရှိတတ်ပြီးတော့အရေးကြီးသောကိစ္စတွေကိုပထမတစ်ပတ်ကိုတရက်နေ့ရနေပြီးတော့၄ရက်နေ့တည်းကိုသတိထားပြမှုပါထို့အပြင်လအကုန်၄ရက်ပထမ၄ရက်လအကုန်၄ရက်လေးဒီမှာတော့သတိပြုပါလပြီကျော်မှပြမှုဆောင်ရွက်တာမျိုးတို့လကုန်ကန်ဒီ၄ရက်ကိုတော့သတိထားစင်ကြင်ပြရန်လိုအပ်ကြောင်းအစက၄ရက်နဲ့အဆုံး၄ရက်လေးဒီမှာသတိပြုစင်ကြင်ရန်လိုအပ်ကြောင်းလည်း ထပ်လောင်းပြောကြလိုက်ပါစေဒီလာတာတော့တွင်မှာတတိထားစင်နေရမယ်နေသားအနေနဲ့ဆိုရင်တော့တောက်ကြသာသမိတွေနဲ့တွဲဖက်လို့တာမျိုးတောက်ကြနေသားတွေနဲ့ဆက်တူလို့တာမျိုးအရေးကြီးသောကိစ္စတွေကိုတောက်ကြတွေနဲ့တွဲလုံရင်ခံရအထင်းကိုအကြံကြာလေးတွေကြုံတက်ကြောင်းလည်းထပ်လောင်းပြောကြလိုက်ပါစေအဆက်ဆက်ရရာတတိထားစင်နေရမှာတော့လူတို့ညာညာနေတို့ဝင်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့ နော်ဟိုဆွင့်ကြနေနဲ့မိသားစုဝင်တွေထဲမှာကျမ်းမာရေးညံလာတာမျိုးပฏิပက္ခတူနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲလာတာမျိုးတွေဖြစ်ပြီးဆိုလို့ချင်းတော့မိတ်ဆွေတို့ဒီကြတဲ့လူတာမန်ဘာမှမဖြစ်ရင်ဘာမှမဖြစ်ပေမဲ့ဒီလိုမျိုးဖြစ်လာတဲ့အခါမိသားစုတူတယောက်ကျမ်းမာရေးညံလာတာမျိုးသူမဟုတ်ဟိုမိတ်ဆွေတို့အနေနဲ့ဟိုစီဝါရရုပ်တရက်အခက်အခဲအကျက်တဲတွေဂျုံရတာမျိုးတွေဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ချွေကလေးစတိရောင်းလိုက်တာမျိုးဖြစ်စီမိမိအိမ်အတွင်းကအိုးအဆုပ်အိုးအပဲ့လေးတစ်လုံးကိုဟုတ်လားလက်ပြန်ပြစ်ခဲ့တာမျိုးဖြစ်စီ မိတ်ဆွေတို့ရဲ့ကံကိုတွတ်တက်ပါတယ်ရွှေရတော့ဆရာစီလာပြစ်လို့ရအောင်เนาะဆိုတော့ကောင်းပြီအစကအဲ့ရအဋိဋ္ဌံပြုလို့တဲ့စနိသသမိမိတ်ဆွေများအဋိဋ္ဌံပြုလို့တပါဆိုရင်တော့ဖြင့်မေတ္တာတုတ်ကိုတနေ့ကို12ခေါက်နှုံးနေเนาะမေတ္တာတုတ်ကိုတနေ့ကို12ခေါက်ရွပါဒါပြီးတော့12ရအတိတ်အဋိဋ္ဌံပြုပါကအခက်အခဲကြက်တဲတွေပြပြောက်သွားစေမှာအသေးချာပဲဖြစ်တယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်အတွက်အယောင်ထွက်စေဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းတဲ့အခါမှာ ခေါင်းကြီးလေးတစ်ချောင်းနဲ့ထိတွေ့ပြီးတော့ရိုက်ပုတ်ပြီးတော့ရောင်းလိုက်ပါအယောင်ကောင်းပြီးတော့အယောင်သွက်အဝယ်တက်သွားမှာအသေးချာပဲဖြစ်တယ်။ဒါအပြင်မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာစုတ်တက်သွားတာမျိုးတောက်ခေါက်သွားတာမျိုးမိတွန်းတောက်တိသွားတာမျိုးလေးလှုပ်ဆောင်တာမျိုးဖြစ်စေအစင်မပြေပါဘူးကွာဆိုတာမျိုးညင်းညူဆိုပြီးတော့အဲဆနလိုပေါ့သွားတာမျိုးသူမဟုတ်လို့ရှင်လဲလေချွန်သွားတာမျိုးတောက်ခေါက်သွားတာမျိုးစုတ်တက်သွားတာမျိုးလှုပ်လာရင်အောင်မြင်တိုးတက်မှုနဲ့ထူးထူးခြားခြားပြောင်းလဲမှုတွေရရှိစေမှာအသေးချာပဲဖြစ်တယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ ဒီတလားတာလုံးမှာအစဉ်ပြေစီရန်ရေရရာမပြောမီဇယံကနားမှာပြည်တယ်မေးချင်ရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတက်လျှောက်7920290410 WhatsApp Telegram မှာဖြစ်စီ Viber Number 6635050နှစ်မှာဖြစ်စီဆက်သွယ်မေးမြန်းနိုင်ကြောင်းနဲ့ဆရာမိတ်ဆွေတို့ဆရာကအကြီးအခုဆရာကခေါ်စတန်းရိုက်တဲ့အခါမှာဆရာအကောင်းဆုံးဖြစ်အောင်အည်သွေးကောင်းကောင်းဖြစ်အောင်ပြင်ဆင်ထားတယ်သို့သော်ဆရာနည်းနည်းလေးကင်မရာနဲ့အန်တန်တန်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကြည့်ရတာအစင်မပြေရင်စကလုံးကြီးလွဲလျှော်သွားရင်လေဆရာငယ်ရဲ့ရုပ်လျှော်တဲ့အပြစ်လို့ အပြစ်မြင်ရင်နဲ့မိတ်ဆွေတို့ဒီတလတာလုံးဆက်ဆက်ရရအစမီစီပြီးတော့ငွေကြီးကန်အားကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဂျွေပကံများတစ်ချက်ထဲမှာနှစ်ခုပေးချင်ပါတယ်ရေရာနော်ဂျွေပကံများတစ်ချက်ထဲမှာဂျွေပကံများတစ်ချက်ထဲမှာလက်ဖက်ကကိုဘုံဘုံတောက်ရည်ကတစ်ခွက်ထက်အလဲမှာစမီထွင်းပြီးတော့ဆူတောင်းလိုက်ပါကဘလို့အခက်ခဲကြက်တဲ့မျိုးမဆိုအစင်ပြေအောင်မြင်သွားမှာပါပြန်ပြောပါမယ်ကျွေးပကံပြတ်တဲ့ချက်တွေမှာလက်ဖက်ကကိုပုံပုံ အလဲကတောက်ရီတခွထားအလဲမှာဆင်ပြီးထွင်ပြီးအိမ်ကမျက်စောပြားကိုလူကအခက်ခဲကြက်တယ်ပြီးလေသွားမှာအတိကြပဲဖြစ်တယ်လုပ်ငန်းပြိုင်အလုပ်ပြိုင်နေတဲ့အတိုက်ခိုက်နေတဲ့ဂျုံလာရတဲ့အခါမိတ်ဆွေတို့နေနေဆရာတို့ဒီလိုဂိုင်းပါတဲ့ဖန်ခွက်ထဲမှာဂိုင်းပါတဲ့ဖန်ခွက်ထဲမှာခရင်ခွက်လေးတစ်ခုလိုအပ်ပါတယ်ခရင်ခွက်လေးတစ်ခုထမင်းစားတဲ့ခရင်ခွက်လေးတစ်ခုလိုအပ်တယ်ခရင်ခွက်လေးတစ်ခုဆရာတို့ကဒီလိုခရင်ခွာရလေးတွေဒီလိုလေးထည့်တာဒီလိုလေးထည့်ပါနော်ဒီလိုလေးထည့်ထည့်ပြီးသွားတဲ့အခါခရင်ခွက်လေးတစ်ခုကိုဒီတက်ပုံလေးပတ်စုပုံလေးထည့်ထည့်ပြီးသွားတဲ့အခါ မိတ်ဆွေတို့အနေနဲ့အဲ့ဒီခရင်ကွက်လေးတခုကိုထောင်ပြီးတော့စိုက်ထားပါတပ်ပုံလေးကိုထောင်ပြီးစိုက်ထားပြီးနယံတနေရရာတောင်းနေရမှာတင်ထားပါအလိုလိုကိုအခက်ခဲတွေပြည့်ပြောက်သွားမယ်ဆိုတဲ့အကြောင်းဆရာကပြောရင်းနဲ့စနေသားသမီးမိတ်ဆွေတွေအားလုံး2025ဆက်တလပိုင်းအတွင်းမှာတက်နေတကူလောက်ဝီဖြူလို့ယရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစီအကြောင်းဆရာကမြစ်တာကိုဆူတောင်းထောပနာပြုရင်းနဲ့နောက်တစ်ပတ်မှာဆရာတို့ပြန်ဆုံပါမယ်ခင်ဗျာဂျေဆုတင်ပါတယ်